ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ MJ Dimago ရဲ့ Millionaire First Lane လို့ခေါ်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အစာအုပ်ရဲ့အနှစ်သာရကိုအချင်းချုပ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကလေးရဆိုရင်တာမန်ယုံဝင်ထံဘဝအနေလန်သွားရာကနေစုံဦးတီထွင်ထုတ်လုပ်သူ အမြန်လန်သွားဖြစ်လာပြီးဘဝကိုလှည့်မြန်စွာ Millionaire ဖြစ်လာအောင်ဘယ်လိုကူးပြောင်းဖန်တီးသွားရမလဲ ကိုရှုံနေတဲ့လမ်းကဘယ်ကိုဥတည်နေပြီးဘယ်လမ်းကြောင်းကိုရွေးမှကိုဘွားကပြောင်းလဲသွားနိုင်တယ်ဆိုတာကိုမျက်ဝါးထင်ထင်လက်ညှိမှုပြီးသွားမှာပဲဖြစ်ပါတယ်ရှင်အခန်းတက်လမ်းကြောင်းသုံးခုနဲ့နှိုင်းရှင်ကြည့်ခြင်းတနေ့တော့မနက်ခင်းစစောမှာကော်ဖီလေးတောက်ရင်ကျွန်တော်တို့ရဲ့ငွေကြေးအကြောင်းကိုအချိန်ပေးပြီးစဉ်းစားကြည့်ကြရအောင်ပါကျွန်တော်တို့ရွေးချယ်ပြီးရှောက်ရမယ့်လမ်း၃ခုရှိတယ်လို့ဆိုကြပါစို့ လမ်ဘေလန်ဆိုင်ဝေါ့ခုချက်ချင်းကျင်းနမှုပေးတော့လမ်းကြောင်းပထမဆုံးတော့လမ်းကဆိုင်ဝေါ့ဆိုတဲ့လမ်ဘေဖြစ်တယ်ဒီလမ်းကြောင်းကကျွန်တော်တို့ကိုအခုချက်ချင်းစိတ်ကျင်းနမှုပျော်ရွှင်မှုပေးတဲ့လမ်းကြောင်းဖြစ်ပါတယ်ဒီလမ်းကလူအများစုရှောက်ကြတဲ့ပုံသေးလမ်းကြောင်းတစ်ခုဖြစ်ပြီးအနာဂတ်အတွက်ဘာမှကြိုတင်စီမံထားတာမျိုးမရှိပဲရှိတဲ့ပတ်စံနဲ့စားမယ် ပျော်မယ်မရှိရင်ကြွေးယူမယ်ဝင်ငွေထန်အတုံးစည်းကပုံများနေတဲ့သူတွေရှောက်တဲ့လမ်းပေါ်သူတို့ကရလာသမျှငွေတွေကိုအကုန်သုံးပြီးအခုချက်ချင်းပျော်ရွှင်ရဖို့ကိုပဲစဉ်းစားကြတယ်အနာဂတ်ကိုလည်လျူရှုထားပြီးယနေ့အတွက်သာနေထိုင်ကြတယ်တင့်ဝင်ငွေဟာအတုံးစည်းတွေကို မနှဲကာမြင့်ယုံသာရှိပြီးလစာကြိုးထုတ်ချင်းငွေတွေနဲ့ တငယ်ချင်းတွေစီကငွေချေးတာဟာပုံမှန်ဖြစ်လာတယ်။အကျွေးဟာဘဝရဲ့စိတ်ပိုင်းတစ်ခုဖြစ်လာတယ်။ယင်းနှမြုပ်နှံမှုလုံးမဲ့အစားသုံးဆွဲမှုပေါ်မှာပဲအာယုံဆိုင်တယ်။ပိုက်ဆံဟာဝင်လာတဲ့လောက်အမြန်ပဲပြန်ထွက်သွားတယ်။သူတို့ရဲ့ဆံပုတ်ကဘဝမှာတခါပဲရှင်သန်နေထိုင်ရတာပဲ။ကိုပျော်တယ်လို့နေမယ်ဆိုပြီးတော့ဖြစ်တယ်။စဉ်းစားကြည့်ရင်တော့ဒီလားဟာစိတ်ပူပတ်မှုကင်းပြီး စိတ်လှုပ်ရှားစရာကောင်းတယ်လို့ခံစားရနိုင်တယ်။အနာဂတ်အတွက်စုဆောင်းနေမယ့်အစားအခုပဲဘဝကိုခံစားပြီးပျော်ပျော်နေလိုက်တာကောင်းတယ်လို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်။ဒါပေမဲ့ဒီလရဲ့အဆုံးမှာတော့ကိုအသက်ကြီးပြီးစမ်းမရင်မကောင်းတဲ့အချိန်တွေမှာအလုံးမလုံးနိုင်တော့တဲ့အချိန်မှာတော့ဆင်းရဲမွေးတေမှုတွေနဲ့စိတ်ပူပန်မှုတွေပဲကြံခဲရနိုင်ပါလေ။အနှေးလန် slow lane နောက်မှကျေနပ်မှုရမယ့်လမ်းကြောင်း ဒုတိယလမ်းကတော့ slow lane လို့ခေါ်တဲ့အနှေးလမ်းပါပဲဒီလမ်းကဘွဲ့ရပညာတတ်တွေအလုပ်ကြိုးစားလုပ်တဲ့အစိုးရဝန်ထမ်းဒါမှမဟုတ်ပုဂ္ဂလိကကုမ္ပဏီမှာတတလုံးအလုပ်လုပ်တဲ့သူတွေရှောက်တဲ့လမ်းပေါ့ပိုကောင်းတဲ့အနာဂတ်ရရှိဖို့အတွက်လူငယ်ဘဝစမ်းမရင်းနဲ့လှုပ်လှမှုပျော်ရွှင်မှုတွေကိုဆွန့်လွတ်ပြီးနေ့တိုင်းအလုပ်ပဲကြိုးစားလုပ်ပြီးနေထိုင်ကြတယ်သူတို့က ပင်စင်ယူတဲ့အထိငွေစုပြီးယင်းနှင်းမြုပ်နှံမှုလုပ်ရင်းနေထိုင်ကြတယ်။ဒါပေမဲ့ဒီလမ်းကြောင်းကနှစ်ပေါင်း40 50လောက်ကြာကောင်းကြာနိုင်ပါတယ်။ငွေရွေတဲ့အချိန်မှာအချိန်မရှိဘူး။အသက်ကြီးတော့မှအချိန်နဲ့ငွေကြီးအတွက်ပူပန်စရာမလိုပဲငွေကြီးလွတ်လပ်မှုကိုခံစားရနိုင်တာမျိုးပဲဖြစ်ပါတယ်။အမြန်လမ်း first lane ချမ်းသာကြွယ်ဝမှုနဲ့လွတ်လပ်မှုလမ်းကြောင်းတတိယလမ်းကတော့ first lane အမြန်လမ်းပဲဖြစ်ပါတယ်။ဒါကတော့စွန်ဦးတီထွင်ထုတ်လုပ်သူတွေရဲ့လမ်းပေါ့။အမြန်လမ်းဟာလွယ်ကူတာမဟုတ်ပေမဲ့အသက်ငယ်ရွယ်နေတုန်းခံစားရနိုင်တဲ့လွတ်လပ်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုတပြိုင်တည်းပေးစွမ်းနိုင်တယ်။သူတို့ကကိုယ်အလုတ်လုံမှဒါမှမဟုတ်ကိုယ်အလုတ်လုံတဲ့အချိန်ပေါ်မှူတည်ပြီးငွေရတာမျိုးကိုမလုပ်ဘဲကိုယ်ပိုင်စည်းပွားရေးစနစ်တွေကိုတိဆောက်ထားကြတယ်။ဒီလန်းချောင်းက လူတွေကိုအချိန်တိုအတွင်းချမ်းသာအောင်လုပ်ပေးနိုင်ပါတယ်။ဒီလမ်းကြောင်း၃ခုကိုကြည့်မယ်ဆိုရင်အမြန်လမ်းကိုရွေးချယ်ပြီးကျွန်တော်တို့ရဲ့အချိန်ကိုစနစ်တကျအတုံးချခြင်းဖြင့်ချမ်းသာကြွယ်ဝလာအောင် ပြုလုပ်သွားနိုင်ပါတယ်။အခန်းနှစ်စားသုံးသူဘဝမှ ထုတ်လုပ်သူဘဝတို့ချမ်းသာကြွယ်ဝမှုဟာသင်ပတ်ဆိုင်အကမစပါဘူး။သင်စိတ်ထဲကစတယ် ပတ်စံနဲ့ပတ်သက်ပြီးတင့်မာရှိတဲ့အလေးအကျင့်တွေ၊ယုံကြည်ချက်တွေ၊သဘောထားတွေကတင့်ချမ်းသာကြွယ်ဝမှုတည်ဆောက်ရမှာအောင်မြင်မလား၊ကြာရှုံးမလားဆိုတာကိုအဓိကဆုံးဖြတ်ပေးပါလိမ့်မယ်။တင်တာလမ်းဘေးလမ်းသို့မဟုတ်အနီးလမ်းထဲမှာပဲပိတ်မိနေတယ်ဆိုရင်ဘတော်မှထုတ်လုပ်ပန်တီးသူ ဖြစ်လာမှာမဟုတ်ပါဘူး။ကျွန်တော်တို့နေ့စဉ်ဘဝမှာအများစုက consumer စားသုံးသူဘဝနဲ့ပဲနေထိုင်နေကြပါတယ်။ သူများတွေဖန်တီးထားတဲ့ထုတ်ကုန်တွေကိုပဲဝယ်ယူသုံးစွဲပြီးလစာရလာရင်လည်းအ мян ပြန်သုံးပစ်လိုက်ကြတယ်ဒီလိုပဲစားသုံးသူဘဝမှာနေနေရင်တော့ဘယ်တော့မှချမ်းသာမလာနိုင်ပါဘူးအ мян လန်းကိုရှော့လန်းနိုင်ဖို့ပထမဦးဆုံးအနေနဲ့တင်းစိတ်ပန်းဆန်ရာပြောင်းလဲမှုလုပ်ဖို့လိုအပ်ပါတယ်စားသုံးသူတွေကပတ်စံသုံးတယ်ထုတ်လုပ်သူတွေကတံဖိုးဖန်တီးတယ် ဒါကြောင့်စားသုံးသူဘဝကနေထုတ်လုပ်သူဘဝတို့ရအောင်ပြောင်းလဲနိုင်ဖို့ကြိုးစားရပါမယ်။ဒီပြောင်းလဲမှုဟာသင်ကဘာကိုမြင်တဲ့ပုံစံပြောင်းလဲသွားပြီးအခုချိန်ထိမမြင်နိုင်ခဲ့ဘူးတဲ့အခွင့်အလမ်းတွေကိုတကားဖွင့်ပေးလိုက်သလိုမြင်တွေ့လာပါလိမ့်မယ်။ထုတ်လုပ်သူတွေကကဘာကိုမတူကွဲပြားစွာကြည့်တယ်။ဒီနေ့ငါဘာဝယ်နိုင်ရမလဲလို့မစဉ်းစားပဲဘာဖန်တီးနိုင်ရမလဲလို့ပဲအမြဲစဉ်းစားတယ်။ အမြန်လန်းကိုရှောက်လန်းချင်ရင်တော့ producer ထုတ်လုပ်သူတွေဖြစ်လာဖို့လိုအပ်တယ်အခြားသူတွေရဲ့လိုအပ်ချက်တွေပြဿနာတွေကိုဖြေရှင်းပေးနိုင်ပြီးသူတို့တွေအတွက် အကျိုးရှိစေမဲ့ထုတ်ကုန်တွေဝန်ဆောင်မှုပေးခြင်းတွေကိုကိုယ်တိုင်ဖန်တီးနိုင်ရမယ်ဒါမှသာငွေကကိုယ့်စီကိုအလိုအလျောက်စီးဆင်းလာမှာပါ အခန်းသုံးကိုပိုင်စည်းဝါးရေးစနစ်ဤအရေးကြီးပုံ firstly အမြန်လန်းလျှောက်ခြင်းရဲ့အနှစ်သာရက system စနစ်ကိုတိစောက်ထားခြင်းပဲဖြစ်တယ်။သင်ရဲ့စီးပွားရေးလုပ်ငန်းဟာသင်ကိုယ်တိုင်အချိန်ပြည့်ပါဝင်နေစရာမလိုအောင် အလိုအလျောက်လှည့်ပတ်နေနိုင်အောင်လုပ်ထားရပါမယ်။ဥပမာပြောရမယ်ဆိုရင်တော့အလိုအလျောက်ဈေးရောင်းချပေးတဲ့ website တစ်ခု၊ mobile app တစ်ခုခု၊ငှားရမ်းထားတဲ့အိမ်ခန်း၊စိုင်ခန်းတစ်ခုခုပေါ့။ဒီလိုစနစ်တွေတိစောက်ထားခြင်းဖြင့်သင်ရဲ့ဝင်ငွေကိုကိုယ်နေ့တိုင်းအလုပ်လုပ်နေစရာမလိုပါဘဲ။ ုံမှန်ဝင်ငွေရနိုင်စေပါတယ်။သင်အိတ်နေချိန်ဒါမှမဟုတ်ခီးသွားနေချိန်မှာတောင်သင်ရဲ့ဝင်ငွေကအမြဲတိုးလာနေစေမှာပါ။အခန်းလေးအောင်မြင်မှု အတွက် Sense Mobile လက်တွေ့လှုပ်ဆောင်ခြင်း။စာရေးဆရာက အောင်မြင်မှုကိုထိန်းထားနိုင်ဖို့ Sense Mobile ကိုလှုပ်ဆောင်ထားဖို့လိုအပ်တယ်လို့တိုက်တွန်းထားပါတယ်။ Sense Mobile ကို ရှင်းပြရမယ်ဆိုရင်တော့ C control ထိန်းချုပ်မှု ကိုယ့်ရဲ့စီးပွားရေးကိုကိုယ်တိုင်ထိန်းချုပ်ထားနိုင်ရမယ်။တခြားသူတွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီးရှိနေရမျိုးမဖြစ်သင့်ပါဘူး။ E entry barrier ဝင်ခွင့်အတားအဆီသင်စီးပွားရေးလုပ်ငန်းထဲကိုတခြားပြိုင်ဘက်တွေအလွယ်တကူဝင်ရောက်မလာနိုင်အောင်အတားအဆီတကူခုဗန်တီးထားနိုင်ရမယ်။ and nick လိုအပ်ချက်စီးပွားရေးတကူဟာလူအများရဲ့လိုအပ်ချက်ဒါမှမဟုတ် ပြဿနာကို ဖြေရှင်းပေးနိုင်ရပါမယ်။ T time အချိန်သင်ဝင်ဝင်ကသင်ရဲ့အချိန်ငွေနဲ့တိုက်ရိုက်လဲလှယ်နေစရာမလိုပဲအလိုအလျောက်လဲပတ်နိုင်တဲ့စနစ်ဖြစ်ရပါမယ်။ S skill တိုးချဲ့နိုင်မှုသင်လုံငန်းဟာအချိန်နဲ့အမျှအကန့်အသတ်မရှိတိုးချဲ့နိုင်တဲ့အလားအလာ ရှိရမယ်ဆိုပြီးရှင်းပြထားပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ချက်မီလီယနာဖတ်စလင်းစာအုပ်ဟာဆိုရင်တာမန်ရုံးဝင်ထမ်းတမားတွေအတွက်စဉ်းစားလို့မရတဲ့ငွေကြေးလွတ်လပ်မှုရအောင်အချိန်တိုအတွင်းဘယ်လိုလှုပ်ဆောင်ရမလဲချမ်းသာကြွယ်ဝမှုရအောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကို ရှင်းပြပေးထားပါတယ်ဒီစာအုပ်ကအနာဂတ်ကိုစောင့်ဆိုင်းနေမဲ့အစားကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကိုအခုချက်ချင်းပဲစတင်တည်ဆောက်အကောင့်ထဲပေါ်နိုင်ဖို့တွန်းအားပေးတဲ့အစားအုပ်ပဲဖြစ်ပါတယ်။ဒါကြောင့် မိษွေတို့ဘဝအပြောင်းလဲဖြစ်ချင်ရင်တော့တင့်ရဲ့အနာဂတ်ကိုယခုပဲဖန်တီးပြောင်းလဲလိုက်ပါဒီဗီဒီယိုကတင့်အတွက်သုံးတရားအကျိုးရှိတယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးတွေကိုဖန်တီးပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးပါအောင်နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်